ရွာတရွာမှာတဲ့ပညာရှိတယောက်ရှိလူမှုအခက်ခဲလေးဟာလာပြဿနာတွေကိုသူရှိသွားဖြေရှင်းလိုက်ပြည်လဲတာအဲ့တော့ရဝိယရဝိယနီယပုဂ္ဂိုလ်တွေကအခက်ခဲရှိရင်ပြဿနာရှိရင်သူရှိသွားဆွေးနွေးကြတိုင်ပင်ကြဆိုတော့သူ့မှာလတ္တပကာတွေလည်းပေါ်ကျော်သောကိတ္တိအားလည်းရှိလားဆိုတော့ထုံးစံအတိုင်းပါပဲကြော်ကြလာတဲ့သူထင်ပေါ်လာတဲ့လူအောင်မြင်လာတဲ့လူကိုမနာလိုတဲ့လူကလည်းရှိတာပါ အဲ့တော့အဲ့ဒီပညာရှိဆိုတဲ့ပုဂ္ဂိုလ်ကိုသူ့ရွာတဲကလူရန်ကားတော့တိုက်တာအရင်မနာလို့ဖြစ်နှကားပါဘာဒီဘီပါရီပညာရရှိတို့ဒီလူရို့တိတ်ခါခါလာချပလိုက်အောင်ပေါ့အဲ့ကောင်မလွတ်လွတ်ချမှာလေမင်းသူ့သွားမလုံနဲ့အာမင်းလော်လော်လေးပါဆက်ပြီးတော့တို့လူရန်ကားဆိုတော့ရန်ကားတဲ့အကြံဉာဏ်ပဲထုတ်ကြတာပေါ့နော်တို့ဘယ်လိုအကြံဉာဏ်ထုတ်လဲဆိုဟေးအဲ့ဒီ ပညာရှိဆိုတဲ့လူကြီးလာတဲ့လမ်းနေပြီးတော့မင်းတယောက်ကသွားဆောက်ဘလို့ဆောက်ရမလဲဆိုလို့ရှိရင်မင်းလက်ထက်မှာမင်းအရှင်လေးတကောင်ကိုကင်ထားကင်ထားတော့အဲ့ဒီပညာရှိကိုမင်းဘာမေးရမလဲဆိုတော့ဟာပင်ပညာရှိရှိကျုပ်လက်ထက်မှာကင်ထားတယ်ဟဲ့အပီလားရှင်အရှင်ပါကွာဆိုရင်ဖြစ်ပြီးတော့တတ်ပြမယ်ဟောဒီအပီဟာအပီပါကွာဆိုရင်လည်းငှက်ကလေးကို လွတ်ပြန်သုံးစာကဘယ်နိုင်မှာရှောင်လို့မရဘူးအဲ့တော့အဲ့ဒီအချင်ညာနဲ့ကဲတို့တွေကသူမဖြစ်နိုင်လို့ရှိရင်ဝိုင်းပြီးတော့ဟားရတာပေါ့ကွာဆိုပြီးတော့သူတို့စီစဉ်ထားတဲ့အတိုင်းပဲတနည်းမှာလူရန်ကားတိုက်အဲ့ဒီပညာရှိလာမဲ့လမ်းမှာသွားပြီးစမြာအဲ့ဒါလက်ထက်မှာလည်းကဲအရှင်လေးခြင်ရပြီးတော့လာလဲလာတော့အဲ့ဒီလူရန်ကားခေါင်းဆောင်ကတဲ့အပင်ပညာရှိကြီးခြေစမ်းမှာပညာရှိလွန်းတဲ့ဆိုလို့ပေါ့ ျုပ်လက်ထဲမှာကန်ရတယ်ငှက်အပီလားအရှင်လားသူဘာပြောပြောမှားတော့မှာလေအဲ့တော့အားလုံးကလည်းဝိုင်းပြီးဟားဖို့အဇက်ကလည်းပြင်ထားကြတယ်ဒါပြီးမဲ့တဲ့သူတို့ဟားလိုက်ရတယ်ဘာကြောင့်လဲဆိုတော့ပညာရှိရအဲ့ဒီရန်ကားတဲ့လူငယ်ကိုဂရုတန်နဲ့ကြည့်ပြီးတော့မောင်းသဘောအတိုင်းပါပဲကိုယ်ကြီးကသူ့သဘောအတိုင်းရှိတယ် သူသင်လို့ရတယ်လွတ်လို့ရတယ်။ဒါနဲ့မှဖြီးလို့မရဘူး။ဒါနဲ့ဒီမှာဆိုတာအကောင်းအဆိုးဒီဘုံမှာပဲဟုတ်ပြီ။ကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့အလိုရအကောင်းအဆိုးဒီအန်စင်းရှင်ဘုံမှာဟုတ်ပြီ။အကောင်းအဆိုးဒီမိမိဘုံမှာဟုတ်ပြီ။မိမိဘဝကိုမိမိကောင်းအောင်လုပ်ရင်ကောင်းပါမိမိဘဝကိုဆိုးအောင်လုပ်ရင် ်ဆိုးမှလည်းပဒါနာအာဇီကိုယ့်ရဲ့ဉာဏ်ဝိရိယကိုသူကြည့်တယ်နော်ဒီလိုပဲတိုင်းပြည်တည်းထူထောင်တဲ့အခါမှာဘဲပေါ်မှာမူတီတာလဲနေတိုင်းသူတီပါတဲ့ဉာဏ်ပေါ်မှာမူတီတာလူပဲစီကတူတက်တယ်မတူတက်ဘူးဆိုတာအဲ့ဒီအဖွဲ့အစည်းအတူတွေဟာအညောအမြင်အစဉ်ဉာဏ်တရားတွေရှိသလားမရှိဘူးလားဆိုတာ ਨੇ တိုင်းပေါ်ဟလာဘာပဲလုပ်လို့ ဉာဏ်အမြော့မြင်ဟာဒီနေ့ eight shop knowledge အဲ့လိုအရေးကြီးပါ